ဒီကောင်လေးအဲဒီကောင်လေးကြတော့ကျွန်တော်မအိတ်ခင်လေးဒီပထမဆုံးဒီ micro micro ordinal ဘောနအဲ့ဒီကောင်ကိုဆင်းရင်းနဲ့ဒီ led မီလေးတွေလို့ကျွန်တော်ဆင်းလိုက်တယ်ဘောနဆင်းပြီးတော့တခြားလေးဆန်းကြည့်မယ်ဆိုလို့ကျွန်တော်ဒီ led မီနှလုံးကိုကျွန်တော်ဒီတက်ဆန်ကြဒီတက်ဆန်ကြလို့ကျွန်တော်ဖြတ်ပြီးတော့ try လိုက်တယ်ကျွန်တော်ဒီဘုတ်ကိုဆန်းရင်းနဲ့ဒီကောင်နဲ့ဖြတ်ပြီးဆန်းလိုက်တယ်ဘောနအလုပ်လုပ်လို့ကျွန်တော် program ရေးထားတဲ့အတိုင်းတော့ test တစ်ခုကို LED မီတစ်လုံးပိတ်မယ်နောက်တစ်ချက်မှာတစ်လုံးပိတ်မယ်နောက်တစ်ချက်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအလုပ်ထားတဲ့ဒီလိုမျိုးမီတစ်လုံးမှမလင်းဘူးတစ်ချက်ကြည့်မယ်တစ်လုံးလင်းမယ်နောက်တစ်ချက်ကြည့်မယ်နောက်တစ်လုံးလင်းနောက်ဆုံး3ချိန်များချက်စင်နှလုံးလုံးပိတ်သွားမယ်နော်ဒါရိုးရှင်းရှင်းလေးပဲကျွန်တော်လုပ်လုပ်ကြည့်ထားတာပေါ့ဒီဘုတ်တွေကိုဆန်းရင်းနဲ့ဘုတ်တွေဆန်းရင်းနဲ့ကျွန်တော်ဆန်းဆန်းကြည့်လိုက်တာအားကြောင့်ဒီကောင်ကြီးကတော့ရိုးရှင်းတယ်အကုန်လုံး line နေသွားတာဒီ analog နေလို့သွားတယ်ဒီပုတ်ကိုဒီ test sensor ရဲ့ ground ကလည်းဒီနေရာမှာအဲ့ဒီ pin ground pin မှာပဲထားတယ်ဒီ LED media အလုံးဟိုရဲ့ analog ground ground ချတဲ့ကောင်လည်းဒီတနေရာလေအဲ့ဒီ pin တစ်ခုထဲမှာပဲဒီကောင်ကဒီ ground pin အများကြီးမပေါ ground pin တစ်ခုပဲပါတယ်အဲ VCC 5 volt ဆိုလို့ရှိရင်တစ်ခုပဲပါတယ်အဲ့ဒါအောင်မှဒီအောက်ကဘုတ်ကအကုန်လုံးသူ့လမ်းချောင်းကို pin site တက်ကိုလျှက်စစ်လမ်းချောင်းပေးတဲ့ပုံစံမျိုးအတိုင်းပဲသူကအကုန်လုံးလိုက်ပြီးတော့ currency လက်တဖို့မျိုးပေါ့အားကြောင့်ဒီကျွန်တော်ဒီဒီအနှုတ် line ကိုအကုန်လုံး ground ချလိုက်တယ်အနှုတ် line အကုန်လုံးဒီ ground ချပြီးရှိလိုက်တယ်ဘာလို့ဒီ test center ရဲ့ ground ပင်ကိုကျွန်တော်ဒီမှာ GND ကချဒီမှာချရမှာဆိုတော့အကုန်လုံး ground ရတာပြီးတော့ဒီဘက် line ကနေဒီဘက်အလဲဖုတ်ထဲကိုဝင်အောင်အတွက် ground ပင်ချလိုက်တယ်အဲ့ဒီပင်လေးရဲ့ရှေ့မှာအတိုင်းပဲဒီ center ရဲ့ ground ပင်ကိုရှေ့မှာထပ်ဆက်လိုက်တယ်ဒီ micro nano ရဲ့ဒီ nano ordinal body ရဲ့ ground ပင်နဲ့တန်းနေပေါ့အဲဒီဘက်ကျတော့ VCC ပြီးတော့ဒီဘက်က output ထွက်တဲ့ပင်ဟာဘလောက်ပင်မှာထွက်တယ်ဆိုတော့ကျွန်တော် A4 မှာထားတော့ကျွန်တော်ပုတ်ကို A4 မှာငါပင်ကိုဒီ dash ပင်ကိုဒီ dash sensor ရဲ့ပင်က A4 အဓိကဒါကြီးလောက်တယ်ဆိုရင်လည်းဒီ computer ဒီ gas C double plate လို့ခေါ်တယ်ပေါ့အခုကျွန်တော်တော့နေကျွန်တော် python ကိုအဲ့လောက်နားမလဲဘူးတိတော့တိရနားမလဲဘူး python အသက်ပြီးတော့အမတန်အမတန်နဲ့တကယ်မို့ကျွန်တော်ဒီ C double plate နဲ့လည်းကျွန်တော် code တွေကိုဆန်းပြီးတော့လောက်ကြည့်တာပေါ့နော် dash sensor အဲ ဒါတစ်ချက်ကို LED မီနောက်ဒီ circuit currency တဲ့ပုံစံနဲ့ရိုးရှင်းတဲ့အကောင်လုံးကဒီပင်ရဒီဒီမာ resistor တွေတုံးထားတယ်ဒီကဒီ LED ဘောင်မျိုးမထိခိုက်အောင်ပေါ့ဒါတော့နမူနာသဘောမျိုးဒီကောင်လေးမပတ်လို့ရှိရင်လည်းဘာမှမဖြစ်ဘူးတခုဆိုလို့ရှိရင်ဒီကောင်လေးချိန်မှာအဲဒါဒါမဲ့သဘောတရားအတိုင်းသူရဲ့ theory အရဆိုလို့ရှိရင်ဒီပုံစံလေးနဲ့တွားတာပိုကောင်းတယ်ပေါ့အဓိကဒီ theory သဘောတရားလည်းပါတယ်ကိုတက်ဆင်တဲ့ line တွေရတယ်သူ theory တရားပုံစံမျိုးတွားတယ်တွားပြီးတော့ code တွေရတယ် ်အဆင့်မကျော်ဘဲနဲ့ကျွန်တော်တစ်ခုချင်းစီလောက်ထားတယ်ဒီနောက်ကဒီကားလေးဆိုလို့ရှိရင်ဒါလေးဆိုလို့ရှိရင်ဒီကားဆိုလို့ရှိရင်အဆင့်နေအများကြီးကျော်ထားတယ်အဆင့်ကျော်ထားတယ် line စံစာကြီးလည်းပါမယ်စာပုံလည်းပါမယ်အမ်ပြီးတော့ object detail စံစာလည်းပါမယ်ပြီးတော့ဒီကောင်ထပ်ပြီးတော့ပါမယ်အထက်မှာအများကြီးပေါ့ပြီးတော့ဒီ motor drive sheet ဒီ motor drive လို့အတွက်ကိုပင်လေးတော့ဒီကောင်ကျတော့ level အဆင့်တစ်ခုကိုရောက်သွားတယ်။ဒါလေးတွေကြတော့ပုံမှန်ကိုကလောက်တဲ့အခြေအပေါ်ဒီကောင်တွေကြတော့နည်းနည်းလေး level မြင့်နည်းနည်းလေး level ပို့ပြီးတော့ကုတ်တွေကပို့ရှုပ်သွားတာ။ကုတ်ကတစ်ခုလည်းမဟုတ်တော့နှစ်ခုလည်းမဟုတ်တော့သုံးခုလည်းမဟုတ်ဘူး။စာဘူကုတ်တစ်ခုရဲ့ဒီဘက်ကအောက်က line sensor ကုတ်တစ်ခုရဲ့ဒီ object detect sensor တစ်ခုရဲ့ပြီးတော့ဒီ driver sheet ရဲ့ပြီးတော့ဒီကောင်ကအောက်က base ထိုင်ထားတဲ့ Orino ဘောဘောအဲ့ဒီအဲ့ဒီဆိုအကုန်လုံးကပြီးတော့ဒီ motor ဒီ model လေပတ်ဖို့အတွက် speed နှုန်းဘယ်လောက်ပေးတာတို့အဘတ်ဆုတ်တဲ့ခံယူတွေမှာ speed ဘယ်လောက်နဲ့ဘယ်ဘန်းကဘယ်လိုမျိုးဆုတ်မယ်ဆိုတဲ့အရာတွေကြာတယ်ဒီလောက်နည်းနည်း level တစ်ချက်မြင့်တော့ရပါတော့ဒါကြတော့အကုန်လုံးရိုးရှင်းရှင်း simple လေးတွေဒါကြတော့ကျွန်တော်ကတော့ပုံမှန်စမ်းကြည့်ဟာတဲ့အဲ့ဒီကောင်ကြတော့ကော့ကိုကိုကတဆင်ချင်းကြီးကစမ်းတာတကယ်လုံးမဲ့လူတွေဒီလိုအစာပိုင်းကိုလေ့လာမဲ့လူတွေအတွက်ကြတော့ဒီလိုပုံလေးတွေနဲ့ပဲကော့တဆင်ချင်းစီကသွားတာပုံပါတယ်ပထမဆုံးကျွန်တော် ဗီဒီယိုဖိုင်တစ်ဖိုင်မှာဆိုရင်ဒီဆန်ဆန်တက်ဆန်ဆန်မပါဘူးတက်ဆန်ဆန်မပါဘဲနဲ့ဒီ LED နှလုံးပဲ blink လောက်လိုက်တယ်အဲအခုခါကြတော့ကျွန်တော်တက်ဆက်သေးပဲဒီ blink ဖြစ်နေတဲ့မီးနှလုံးကိုပုံမှန်မီးပြန်လုပ်ပြီးတော့ဒီတက်ဆန်ဆန်နဲ့တွဲပြီးတော့အလုပ်လုပ်ကြည့်တယ်ဒီသဘောတရားပဲဒီကြမ်းမီးလုံးတွေပဲနှလုံးမဲ့ထည့်တယ်ပြီးတော့ RGB မီးလုံးတွေပဲထည့်တယ်ပြီးလို့ရှိရင် LED မီး disco မီးပုံစံမျိုးတွေပဲပို့မျိုးစုံဖန်တီးလို့ရတယ်အဓိကတော့ဒါတွေကဒါက physical ဘိုင်းမှာဖြစ်တဲ့ တိဆောက်တဲ့အရာတကယ်ဘတ်ပုံးလို့ခေါ်တာပေါ့ဒီကွန်ပျူတာလောကမှာဆိုဘတ်ပုံးဟိုကွန်ပျူတာရဲ့နောက်ခံကြော်ရိုးအနေနဲ့အကုန်လုံးကကွန်ပျူတာတစ်ခုလုံးကကျွန်တော်မြင်တာဒီ UI ဘိုင်းဒီ GUI ဘိုင်းမှာကျွန်တော်ဒီ icon လေးတွေနဲ့ video တွေကြည့်ရတယ်ပြီးတော့ like လေး like လေးထောက်တာတကယ်ကွန်ပျူတာဒီ program တွေ window တွေတိဆောက်တာဆိုတော့တကယ်ကနောက်မှာ program code တွေနဲ့အများကြီးတိဆောက်တာပါနော်အဲ့ဒီသဘောတရားလေးပဲကျွန်တော်ဒီနေ့ပြောပြရတာကျွန်တော်ထပ်ပြီးလုပ်ပြရရှိသေးတယ်ကျေးဇူးတင်ပါတယ်